MSB သူပြည်သက်လို့ဖြစ်နေတာပေါ့အာသူရိုက်တဲ့ကားတွေအဲပြလို့ရှိရင်သူ item လေးတွေအားဆက်ရှင်းပြပြအချိုးအခွင့်လေးလောက်တော့တာလေးအဲလိုအကြည့်လေးတွေအားဆက်ကျွန်တော်တို့ဒီဇကားနဲ့လုံအောင်အံဝင်ကြဖြစ်ပါတယ် MSB ဒီနေ့ကတော့တင်ကာကျိုးဆိုတဲ့ကျွန်တော်မီနီစီးရီးလေးပေါ့နော်အဲ6ပိုင်းအားလေးရည်နေရဖြစ်ပါတယ်အဲတင်ကာကျိုးမှာကျွန်တော်တို့ဇန်လန်းဇန်ညုံးကိုမိုက်အင်ဂျင်ဟန်ရေးပေးထားပါတယ် ပြီးလို့ရှိရင်စိုင်းစီတွန်ခမ်းရယ်ပြီးလို့ရှိရင်ညီမလေးမိမိကိုကိုရယ်ပြီးရကြည်စရာရှိရယ်ကိုတောင်းဝေတို့ပြီးလို့ရှိရင်နောက်အေဒင်တို့အဲတခြားဆက်ပူဇော်ရတယ်ရှိပါပါတယ်ဗျဒီဇလန်ကကျွန်တော်တို့ဟိုကာကြီးပထမမိုက်ခြင်းဟာနေပြီးတော့ဇလန်ကိုပြောပြရခြင်းတွေကကျွန်တော်တို့ဒါကာကြီးရိုင်းမဲ့ဆက်ဆိုပြီးတော့ကျွန်တော်တို့ဟိုပေါ့နော်ဟိုပြောကြတာပေါ့နော်ပြောရင်းနဲ့ဟိုဒီဇလန်ကိုပဲကျွန်တော်တို့6ပိုင်းပဲပြလိုက်မယ်ဆိုပြီးတော့အဲ ရလဲရဖြစ်သွားတော့ပါအဓိကတော့ဒီဇာတ်ကားလေးက romance လို့ပေါ့နော်ဒီပြီးတော့နောက်အိမ်ထောင်ရေးပုံစံလေးတွေပါပါတယ်အိမ်ထောင်ရေးဦးဒီဦးဒီမှာဖြစ်နေတဲ့ကျွန်တော်တို့အလောင်အရန်သိရမလားပေါက်ကွေးပြီးတော့လောင်နေအလောင်မျိုးပုံနဲ့တမြင့်မြင့်နဲ့တော်တဲ့အလောင်မျိုးကျွန်တော်တို့ပုံစံကွေးထွက်ထားတာပေါ့နော်ပြီးတော့ရှိရင်ဇာတ်လမ်းမှာလည်းကျွန်တော်တို့အချိုးကွေးတွေကအဲပြည့်သက်တွေလုံးဝမထင်ထားတဲ့အချိန်မှာကောက်ချိုးလိုက်တာမျိုးတွေအဲလိုမျိုးတွေအများကြီးပါပါပါကျွန်တော်ပထမဆုံးရိုက်တဲ့အိမ်ထောင်ရေးခါပါပါ ရှေ့မှာတော့ကျွန်တော်တို့အိမ်တော်ရင်ကားတွေကကျွန်တော်ရိုက်လိုက်ရိုက်တာမရှိပါဘူးအဲအဓိကတော့ horror တွေပြီးလို့ရှိရင်တော့ဒီ romance တွေ musical romance တွေပေါ့နော်အဲ့ဒါတွေရိုက်တယ်အခုကျတော့ဒီဇာတ်ကားကျထူးထူးခြားခြားလေးပဲဇလန်စပြောပြကလေးရောအရန်ကြိုက်ရတယ်ဒီဒီဇက်ကောင်တွေကလည်းဇလန်ထိမှပါတဲ့ဇက်ကောင်တွေဝိကာတို့အပေတို့အဲပြီးလို့ရှိရင်တော့တိန်ကပြားတို့အဲ့လိုမျိုးပေါ့နော်နာမည်အစမ်းလေးတွေနဲ့ကျွန်တော်တို့ဒီဇာတ်ကားကိုဖန်တီးထားတာဖြစ်ပါတယ်ပြီးတော့ဟိုပရိသတ်တွေတချို့ location နဲ့ဆိုလို့ရှိရင်လည်းပြည်သက်တဲ့မြန်မာက location မဟုတ်တဲ့ဟာတွေအများကြီးကိုကျွန်တော်တို့ဟိုပြသဖို့ရှိပါတယ်။ဒီဇက်မှာကျတော့အမေတရားဒီဇက်ကောင်၃ငောက်ပေါ့နော်၃ယောက်ပေါ့နော်။ဝိကာရယ်ပြီးလို့ရှိရင်ဒီအဘေရယ်တိတ်ကပြရယ်ဆို၃ယောက်ကအတိအကဒီ၃ယောက်ကဒီဒီဇက်လုံးရဲ့အတိအက main အသက်သေးကြောပါပဲ။အတိအကတော့ဒီဇက်ကားကိုကျွန်တော်တို့စပြီးတော့မိုက်ခြင်းပြောပြတဲ့အချိန်ကလေးကကျွန်တော်တို့မျက်လုံးလေးမှာမြင်လိုက်တာဟိုစိုင်းစီကလုံးဝဟို ဟိုဒီကာရက်တာနဲ့လိုက်တယ်လို့ကျွန်တော်တို့ကယူပြီးတော့စပြီးတော့ဟိုအဖြစ်ကလေးရဟိုသူ့ကိုဇလန်လေးပို့ပြီးတော့ညီလေးရိုက်ဟိုဇလန်လေးဖက်ကြည့်ပြီးပါဦးဆိုကလေးရဟိုတခါတည်းအဲသူကလည်းချက်ချင်းကိုပဲအကိုဟိုလက်ခံဖြစ်တယ်ပေါ့နော်လက်ခံဖြစ်ဆိုရက်ကလေးပဲညီးရတာသူမြင်နေကြနဲ့ရောဒါတော်တော်လေးဒါကွဲထွက်မှာအဲကိုထွက်ပါပါဘာလို့တော့ပရိသတ်တွေမြင်နေကြအဲတချို့ဟိုဘာလို့လဲသူရိုက်ထားတဲ့ကားလေးနဲ့မတူတဲ့ရာသတစ်ခုထွက်သွားမှာပါ အဲကျွန်တော်ဆိုလို့ရှိရင်လည်းရိုက်နေကြပုံစံနဲ့ကိုဒီပုံစံလေးဟိုဟိုပြိတက်တွေကိုအမြင်တစ်ခုဆန်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်။မမီကကြတော့ဟိုငကွေတွေကလည်းသူ့ကားလေးရှိမှာသပင်သင်မြန်လင်းစီတို့ပေါ့နော်။ဟောပြီးတော့နောက်တခြားဟိုသူ့မှာချစ်မိသေးတော့အဲ့လို series လေးတွေကကျွန်တော်ကတော့ညီလေးမင်းဆက်နဲ့ကတော့ဟိုခင်နေတာ။အဲသူရိုက်တဲ့ကားလေးဆိုကိုကသတိထားပြီးကြည့်မိတယ်။ကြည့်ကြည့်ဖြစ်တယ်ပေါ့နော်။ကြည့်ဖြစ်တဲ့အခါကျတော့သူတို့အဲ့ဒီမာကတွေကဟိုသူ့ဟို သူပြိသက်လို့ဖြစ်နေတာပေါ့အာသူရိုက်တဲ့ကားတွေအဲဘယ်လိုကြီးသူ item လေးတွေအားစရှေ့ပြောပြောအချိုးအကွက်လေးတွေလောက်တော့တာလေးတွေအဲ့လိုအကြည့်လေးတွေအားစကျွန်တော်တို့ဒီဇိုင်းကားနဲ့လုံအောင်အံဝင်ကြဖြစ်ပါတယ်မင်းတည်းကအဲ့ဒီကားကျွန်တော်တို့ယုံထိကျွန်တော်တော့ကြည့်တာလေတော့ကြည့်တာတကယ်လည်းဟိုရှင်းပြောရင်တော့ပေးသင့်ပါတယ်အပွဲလင်းပြောရင်တော့ဟိုသူလောက်တော့တဲ့ item က chain တော်တော် chain ဖြစ်တဲ့ဟာပေါ့နော် အဲ့ तू ကဒီဇယ်လန်းကို तू စပြီးဖက်ကလေးအောင် तू ကဘေးဆိုရဲကာတာ तू ရမ်းကြိုက်တယ်ကြိုက်တဲ့အကြောင်း तू ကလက်ခံဖြစ်တာပေါ့နော်ဒါအဲရက်အသေးစားလေးညှိပြီးတော့ तू ਨੇ ဟိုရိုက်တဲ့ချိန်မှာ तू ကဒီပုံမှာတော်တော်လေးကို तू ကစားရိုက်ပြီးဆိုတာနဲ့ record နှိပ်ပြီးဆိုတာနဲ့ကို तू က तू လုံးမဲ့ idea ကို तू က तू ကျွန်တော်တို့ရှင်းပြရင်တော့လူတို့ပုချော့လောက်ပဲပပလောက်ပဲကျွန်တော်တို့လုပ်ရတယ်အများကြီးတော့အဲ့လို့ဆရာမလို့ဘောနော် तू ကတော်တော်လေးကိုအားထည့်ထားတဲ့ဘောရှိပါတယ်အဲ့ဒီကလေးကဟိုရှင်းပြရင်တော့ တော်တော်လေးကိုဒီအနုပညာကိုတော်တော်ယူသက်တဲ့ကလေးပါရှေ့မှာလည်းကျွန်တော်တို့ဒီကိုတောင်းဝေရဲ့အပြုံးကိုစောင်းတခြင်းတွေပြီးလို့ shuffling နဲ့ကျွန်တော်တို့ဟိုရိုက်ထားပြီးပါပြီအဲ shuffling ကတော့မထွက်သေးဘူးပေါ့နော်အဲဒီတွေကတော့အခုဒီသူ့ရိုက်ကြည့်တဲ့အချိန်မှာအာကျွန်တော်တို့ဒီဇလန်တွေမှာလည်းထည့်ပြီးရိုက်လို့ရတဲ့ဟိုအနေထားရှိတယ်သူ့ရဲ့ ဟိုတင်းလင်းကကောင်းတယ်ပေါ့နော်အဲအခြေအနေကောင်းတဲ့အခါကျတော့ကျွန်တော်တို့ရိုက်မယ်ဆိုပြီးတော့ဟောဖြစ်တယ်သူကဟော तू ကလည်းဘယ်လောက်ထိယူသွက်လဲဆိုလို့ရှိရင် तू ကဒီဒီတစ်ခုပဲကျွန်တော် तू ကစိတ်နှစ်ပြီးတော့ तू ကအတေချာလေးကို तू ကပြင်ဆင်တယ်အဲဒီတော့ကိုပဲ तू ကကြိုတင်ပြင်ဆင်မှုတွေအများကြီး तू လုပ်ပြီးတော့ရိုက်တာဖြစ်ပါတယ် तू တက်လဲအဓိကတော့ဒီကားကိုကျွန်တော်တို့ကဖွင့်လှစ်ပြောရရင်ဒါတော့ကျွန်တော်ကားကြီးရှင်းနေတဲ့ကားကြီးရိုက်ဖို့အတွက်တော့ကျွန်တော်တို့ plan ဆွဲနေတာရှိပါတယ်အဲ့ဒီ plan ဒီကားကြီးအကြိုပေါ့ဒါကတော့အကြိုအနေနဲ့ရိုက်တဲ့သဘောပါ အဲဒီဇာကားကိုတော့ကျွန်တော်တို့ဒီမီဒီ series 6ပိုင်းရိုက်လိုက်ရတာနှစ်မျိုးတော့နှစ်မျိုးပါတယ်နှစ်မျိုးပဲမဲ့ဒါပရိသတ်ကိုကျွန်တော်တို့ဒီ mini series အနေနဲ့ပဲခြားပြရင်တော့မှကျွန်တော်တို့ဟိုကြည့်ရတဲ့အရသာကကျွန်တော်တို့မညံ့အောင်ကျွန်တော်တို့အသေးစား quality ကောင်းကောင်းလေးထုတ်အောင်လို့ကျွန်တော်တို့ကြိုးစားပြီးနေကြပါတယ်ဒီဒီကုလောင်တကယ်လို့ရုပ်ရှင်ကားကြီးရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာဟိုဘယ်လိုမလဲ budget ပထမဆုံး budget ကျတော့တွေ့ရတယ် budget ဆိုအခုဒီ mini series တောင်မှကျွန်တော်တို့ကုန်ကြမ်းဈေးတွေကတော်တော်သွားပါလိမ့်မယ်အဲ့ဒါ ဒါပေမဲ့ရွှေရှင်ကားလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီထက်ကောင်းတဲ့ဟာတွေကျွန်တော်တို့ထပ်ပြီးတော့ဝယ်ပြန်မှာအချိန်တွေအများကြီးပေးရမှာအချိန်တွေကဘာလို့ဆိုတော့ပြိသက်ကလည်းလက်ထက်ကလည်းမြန်မြန်ဆန်ရောက်ရှင်တာလေးပါတယ်ဟိုကျွန်တော်တို့ကားကြီးရိုက်ပြီဆိုလို့ရှိရင်ကားကြီးကကြတော့ကျွန်တော်တို့ဟိုဆောင်းအမာတွေပါတယ်ရှိသေးတာပေါ့အဲ့ဒီတန်းစီရတဲ့ဟာလေးကိုနည်းနည်းလေးဟိုဖြစ်သေးတော့ကျွန်တော်ကအားကြောင့်ဒီ series လေးပဲကျွန်တော်ရိုက်ရတာဖြစ်ပါတယ်နှစ်ဆန်းလောက်တော့ကျွန်တော်ပြားဖြစ်အောင်တော့ကျွန်တော်စူးစမ်းနေပါတယ်ဗျ ရှိမှလည်းအများကြီးရိုက်ထားရလည်းရှိတယ်တော့ဟုတ်ဟာကိုကြီးကိုအားပေးဖို့ပြောပြပါဟုတ်ကဲ့အဲကျွန်တော်ကားတွေကိုလက်ရှိကတော့ Gatti Cafe ရောဆိုတဲ့ series ကျွန်တော်တို့ဒီပြနေပါတယ် Hipley နဲ့ Fortune နဲ့ဒီလပေါ့နော်ဒီလ25ရင်းနေကြလို့ရှိရင်လည်းကျွန်တော်တို့ရင်းဆိုတဲ့ဟိုမင်းဖုံမြတ်နဲ့ရိုက်ထားတဲ့ series လေးပြဖို့ရှိပါတယ်မြန်မာစတာပစာ